အားလုံးပဲမင်္ဂလာပါခင်ဗျာကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးရင် like ပါဆန် YouTube channel ကနေကြိုဆိုလိုက်ပါတယ်ဒီ channel လေးကနေအင်္ဂလိပ်စာကိုအခြေခံကနေစပြေလေ့လာနေသူတွေအတွက်ဖက်တလမ်းမှထောက်ကူဖြစ်စေရန်ရည်ရွယ်ရေးမိမိတည်တလောက်ဒီအတိလေးတွေကို share ရီ channel မြောက်ဝေပေးတော့မှာဖြစ်ပါတယ် နေ့ကျွန်တော်သိရတဲ့အဲစကလုံးလေးနှလုံးဖြစ်တဲ့မိတ်ဒူးရဲ့ဘာချာပုံလေးကို share လုပ်ပြရစေဒီဒူးတို့မိတ်တို့ဆိုတဲ့အဓိပ္ပာယ်ကတော့ကျလုံးတီလို့အဓိပ္ပာယ်ရပါတယ်ကျလုံးတီလို့အဓိပ္ပာယ်တမန်အဖြစ်ဆိုကြပါတယ်ဘို့တော့ဒီစကလုံးနှလုံးရဲ့ပြုတ်လို့ဒီလိုသူတော်လေးပဲဒီစကလုံးနှလုံးမှာအတုံးပြုတ်ပုံမှာတော့အတော်လေးဟွာချတာကိုတွေ့ရပါတယ် ဘယ်လိုကွာချသလဲဆိုတော့ကျွန်တော် do နဲ့ make ပဲကွာချပုံလေးကိုရှင်းပြပါရစေဒီ do do ကဘာကိုဆိုလိုတာလဲဆိုတော့ to perform an action ပေါ့နော်ဒီ an action ဆိုတော့ဆောင်ရွက်မှုတစ်ခုကိုဒီလှုပ်ဆောင်မှုတစ်ခုကို perform ဆောင်ရွက်ဖို့ရန်လှုပ်ဆောင်မှုတစ်ခုကိုဆောင်ရွက်ဖို့ရန်ဆိုတော့ဒီဝကြရီပြောချင်ရေးချင်တဲ့အခါမှာကျွန်တော်တို့ကရိယာအနေနဲ့ဒီ do ကို ုံးပြရတာပါဒါကြောင့်မို့သူဒီလှုပ်ဆောင်မှုအရှင်ကိုအတိကထားတဲ့စကားလုံးဖြစ်ပါတယ်အဲဥပမာလေးနဲ့ထပ်ပြီးကျွန်တော်ရှင်းပြပါရစေ she have to do her homework ဒီမှာ she have to do သူမလုပ်တဲ့ her homework သူမရဲ့အလုပ်တွေကိုသူမကလုပ်တယ် အဲ့တော့ဘာကြောင့်မို့ဒူးကိုတုံးတာလဲဆိုတော့ကကျွန်တော်တို့က how home of ဆိုတဲ့ဒီစကလုံးဒီ home of အိမ်အလုပ်လေဆိုတဲ့စကလုံးကိုဆောင်ရွက်ရမယ်ဒီအိမ်အလုပ်ဆိုတဲ့လုပ်ဆောင်မှုကိုဆောင်ရွက်ရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က3ရာအနေနဲ့ဒီဒူးကိုအသုံးပြုရတာဖြစ်ပါတယ်နောက်တစ်ခု I usually do exercise in the morning ဒီမှာလည်းကျွန်တော်တို့ကဒီ exercise ဆိုတဲ့စကလုံးဒီ ဒီလောက်ဆောင်မှုတစ်ခု action ဖြစ်တဲ့အတွက်ကြောင့်မို့ဒီလေ့ကျင့်ခန်းတွေကိုလုပ်တဲ့ဆိုတော့အတိတ်တွေကိုဖြစ်ချင်တာပြောချင်တာရေးချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ drone ကိုတုံးလိုက်တာဟာအဲကြောင့်မို့ drone ဒီလောက်ဆောင်မှု action ကိုပေါ်ပြတဲ့ခါမှာဒီ create အနေနဲ့ drone ကိုတုံးပါတယ်ဆက်ပြီးတော့ကျွန်တော် make အကြောင်းလေးကိုထပ်ပြီးအဲပြောပြပါရစေ make အတိတ်တွေကတော့ to create or produce something နဲ့ တခုခုကိုဖန်တီးဒီပြုတ်လုတ်ဒီလိုအဓိပ္ပာယ်ဆောင်တယ်ပေါ့နော်ဒီ something တစုံတစ်ခုကို project ကိုထုတ်လုတ်တာအရာဝတ္ထုတစ်ခုကိုထုတ်လုတ်ခြင်းတဲ့အခါဒါမှမဟုတ်အရာအရာတစ်ခုကိုဖန်တီးခြင်းတဲ့အခါမှာဒီကြိယာအနေနဲ့ကျွန်တော်တို့က make ကိုအသုံးပြုခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မို့ make ဒီကျွန်တော်တို့ကလုတ်တယ်ဆိုအဓိပ္ပာယ် make ဆိုရဲ make ဒီဒီလုတ်တယ်ဆိုအဓိပ္ပာယ်လုတ်ဆောင်မှုတစ်ခုကိုလုတ်တယ်ဆိုအဓိပ္ပာယ်မရှိဘူး မဟုတ်ပဲနဲ့ကျွန်တော်တို့က creation ဆိုတာဖန်တီးတာကိုအဓိကထားပါတယ်ပစ္စည်းတစ်ခုကိုကိုဖန်တီးလိုက်တာကိုစိတ်ကူးတစ်ခုနဲ့ကိုဖန်တီးလိုက်တဲ့အရာတစ်ခုကိုရေးချင်ပြောချင်တဲ့အခါမှာကျွန်တော်တို့ကဒီ make ကိုအတုံးယူပါတယ်အဲဒီမဟုတ်ပါမလေးနဲ့ကျွန်တော် solution ပြပါရစေ my mother will make a cake for my birthday အမေကအိမ်မုတ်တလုံးကိုလုပ်တယ်လုပ်လိုက်မယ် for my birthday ကျွန်တော် ဝင်းနဲ့အတွက်အိတ်မုတ်ကလုံးကိုလုံးလိုက်မယ်ဆိုဒီကိတ်ဆိုရဲအိတ်ကိတ်ဆိုကိတ်မုတ်ကလုံးကိုအမေကဖန်တီးတယ်ဖန်တီးပေးတယ်သူ့လောက်ကနေသူဖန်တီးတယ်ဆိုရဲအဓိပ္ပာယ်လေးကိုဒါတက်ရောက်စေပါတယ်ဒါကြောင့်မို့မိတ်ကလှုပ်ဆောင်မှုကိုပနဖန်တီးတဲ့အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကမိတ်ကိုအတုံးပြုခြင်းပဲဖြစ်ပါတယ်ဒုတိယဥပမာလေးကိုဆက်ပြီးကြည့်အောင် everyone လူတိုင်းဟာမိတ်လောက်တဲ့ mistake အမားများကိုစတိုက်တစ်ခါတည်းအမားများကို လူတိုင်းကလုပ်ကြပါတယ်တဲ့အဲ့တော့ဒီမှာလည်းပဲ mistake ဆိုတဲ့အရာကကျွန်တော်တို့ကလုံလိုက်မိကိုလုံလိုက်မိတာဆောင်ရွက်လိုက်တာမဟုတ်ကိုယ်ပိုင်လုံလိုက်မိတာဖြစ်တဲ့တောင်ကိုကျွန်တော်တို့ကခရိယာအနေနဲ့ make ကိုအသုံးလိုက်ရခြင်းဒီတုံ့ပြရခြင်းဖြစ်ပါတယ်ခင်ဗျာထပ်ပြီးဘိုဗီနာရှင်းအောင်ကျွန်တော် exercise တွေနဲ့ဘိုဗီနာလည်းအောင်ဒီ exercise ၅ခုနဲ့ထပ်ပြီးရှင်းပြပေးရစေအဲဒီနံပါတ်1ဖြစ်တဲ့ we need to blend a live all the attendish before the minute meeting before the meeting ပေါ့နော်ဒီ before the meeting ဒီစီဝေးမတိုင်ခင်စီဝေးမစတင်ခင်မှာတဲ့ a leaf of saying တခု all the attendees တက်ရောက်လာတဲ့သူအားလုံးရဲ့စင်တခုကိုတဲ့လုတ်ဖို့လိုအပ်တယ်ဒီစင်တခုကကျွန်တော်တို့ကအာရှိထားတဲ့အလုပ်တခုမဟုတ်ကိုကဖန်တီးရမယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်နေ a leaf of saying တခုကိုလုတ်ရမယ်ဆိုတဲ့အဲ ာကိုပြောချင်တဲ့အတွက်ကျောင်းရအောင်ပြောချင်တဲ့အတွက်ကျွန်တော်တို့ကဒီဝက်ကြမှာကျွန်တော်တို့ကဘာကိုသုံးပေးရမှာလဲဆိုတော့ကကျွန်တော်တို့ကအဲဒီဝက်ကြအတွက်ကျွန်တော်တို့ကလိုအပ်တဲ့သူရဖန်ပြုတ်လောက်တဲ့စင်းတစ်ခုကိုကိုကပြုတ်လောက်လိုက်ရတာဖြစ်တော့ကြောင်ကျွန်တော်ဒီဝက်ကြအတွက်ဆိုရင် M A K E မိတ်ဆိုရဲဒီစကလုံးကိုသုံးပေးရမှာဖြစ်ပါတယ်။နောက်ဒုတိယဝက်ကြဖြစ်တဲ့အဲဒုတိယ example လေးအစစအကြေးနဲ့ဖတ်ပြီးကြည့်ရမယ်။ I promise I will glance my bet on the exam tomorrow ကျွန်တော်ခရီးပေးခဲ့တယ်ကျွန်တော်ခရီးပေးတယ်ပေါ့ I will black web အဲဒီ I will bet ကျွန်တော်လုပ်မယ်ပေါ့ my bet အကောင့်ဆုံးကျွန်တော်အကောင့်ဆုံး company exam tomorrow နဲ့ပြန်ဆောင်ဖို့ပေါ့မှာအကောင့်ဆုံးကျွန်တော်လုပ်မယ်လို့ခရီးပေးတယ်ပေါ့ဒီမှာကျွန်တော်တို့ဘာတုံးရမလဲဒီမှာလုပ်တယ်ဆိုတော့ ကရိယာထည့်ရမယ်ဘာလားဒုထက်မလားဘတ်ထက်ဒုထက်မလားမိတ်ထက်မလားဆိုတဲ့ဟာကိုကျွန်တော်တို့အနောက်ဝင်စစ်ကြည့်လိုက်ရအောင်ဒီအစ္စန့်ဆောင်းမွေးပဲဆောင်းမွေးပဲဒီကျွန်တော်တို့လောက်ဆောင်းမှုတစ်ခုဖြစ်တယ်ကိုကလောက်ဆောင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဖန်တီးတာမို့အစ္စမစ်ကိုကိုကလောက်ဆောင်းရမှာဆိုအတိတ်ပဲရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီဘက်ထပ်မှာဘာကိုသုံးထည့်ပေးရမှာလဲဆိုတော့ကျွန်တော်တို့ကအဲဒူးကိုသုံးပြရမှာဖြစ်ပါတယ်နောက်တတရားအပုတ်ကလေးကိုဆက်ကြည့်အောင် she blend a this mistake and she forgot to save the file ဆိုတော့ဒီဘက်ကျမှဆိုရှင်မလက်ရှင်သူမပြုလုပ်တဲ့ a big mistake ကြီးမားတဲ့အမှားတစ်ခုကိုသူမကပြုလုပ်တဲ့ fan ချိန်မှာ she forgot to save the file the file file would to save တင်းဆဲဘူးမိတဲ့အခါတိုင်းနဲ့သူမကကြီးမားတဲ့အမှားတစ်ခုကိုပြုလုပ်တယ်ပေါ့အဲ့တော့ဒီမှာကျွန်တော်တို့က ဘူတူယမာလာဒီမစ်တောယမာလာဆိုတဲ့အရာကိုကျွန်တော်တို့ကြည့်လိုက်တဲ့ဆိုသူရဲ့နောက်မှာရှိနေတဲ့ big mid mistake ပေါ့နော်ဒီအမားအကြီးတွေကျွန်တော်တို့ကဘာလဲဆိုကိုဖန်တီးလိုက်သလိုဖြစ်တယ်ဟာလို့ဖြစ်တယ်ဆိုကိုဖန်တီးလိုက်တာကိုအမားကိုကျူးလွန်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဘာလဲဆိုတော့ဒီမှာဒီဝက်ချအတွက်ကျွန်တော်တို့ကဖြေရဖထည့်ပေးရမှာလဲဆိုတော့ကျွန်တော်တို့ကဟမ် M A K E make ကိုကျွန်တော်တို့ကထည့်ပေးရမှာဖြစ်ပါတယ် ထပ်ပြီးနံပါတ်၄ကိုဆက်ကြည့်အောင် Have you already planned the laundry? Have you already the laundry? Laundry ဆိုတဲ့အဲ့အလုပ်တွေကိုမင်းလုပ်ခဲ့ပြီလားလို့ဒီအဓိပ္ပာယ်ချက်ပြီးဝတ်ကြမှာကျွန်တော်တို့ကဒီမှာ laundry ဆိုတဲ့အာကကျွန်တော်တို့ကအဲ့အလုပ်အဲ့အလုပ်ဖြစ်တဲ့အတွက်ကကျွန်တော်တို့ကအရှင်တစ်ခုဖြစ်တယ်။ဆောင်ရွက်မလုပ်ငန်းတောင်းတစ်ခုဖြစ်တယ်။အဲ့တော့အဲ့လိုကိုဆောင်ရွက်မလုပ်ငန်းတောင်းတစ်ခု ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီဘက်ကျမှဘာဖြစ်ပေးရမှာလဲဆိုတော့ကကျွန်တော်တို့ကဒူးကိုတုံးပေးရမှာဖြစ်ပါတယ်လို့တော့ have be have နောက်နောက်မှာကျွန်တော်တို့ကဘာလဲဆိုတော့ battery light တဲ့ပြတဲ့အတွက်ကိုဒီ DOMP gun ကိုတုံးထည့်ပေးရမှာဖြစ်ပါတယ်နောက် number 5 the chief plant a delicious sort from scratch from scratch အစကနေအဆုံးထိဘူလာကနေအဆုံးထိ ဘူးလားအတိုင်းအစကနေစုပ်ထည့်အဒလီရှာအရသာရှိတော့ soft ဆိုရဲဒီနံပြရည်တစ်ခုကိုဒီ the chief at the chef ဒီအစပေါ်မူကပြုတ်လုပ်တယ်နော်ဒီရသာရှိတဲ့နံပြရည်တစ်ခုကိုစပေါ်မူကအစအဆုံးမလောက်ခဲ့တာလဲဆိုပြုတ်လုပ်တယ်ဆိုတော့ကျွန်တော်တို့ဒီဘက်ကြွတွယ်အဒူ၃ရမှလားမိတ်၃ရမှလားဆိုတော့ဘာ၃မှလဲဆိုတော့ကျွန်တော်တို့ကဒီညမှာအဲ a delicious ဆော့အရသာရှိတဲ့ငန်းပြာကြီးကိုဒီပုံမှုကသူကိုယ်တိုင်ပြုလုပ်တာဖန်တီးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဖေမိတ်ဆိုတဲ့စကားလုံး MA A E F မိတ်ဆိုတဲ့စကားလုံးကိုကျွန်တော်တို့ကဖြည့်ပြီးဖြည့်ပြရမှာဖြစ်ပါတယ်အလုပ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဒီဒီနေ့သင်ခန်းစာဖြစ်တဲ့ဒီဂျူးနဲ့မိတ်ကွာချပုံလေးကို အဲတိချိကြမလို့ပြောလဲပါတယ်အဲ့တော့အနစ်ချုပ်ကလေးနေနဲ့ပြောရမယ်သူဒီအဲလှုပ်ဆောင်ရလှုပ်ဆောင်မယ်လှုပ်တစ်ခုလေးဆောင်ရမယ်တောင်းမယ်ဒီဥပဒေတရားတွေကိုကိုယ့်ရဲ့အလုပ်လှုပ်ဆောင်မှုတွေကိုဖော်ပြခြင်းနဲ့ခါမှာကျွန်တော်တို့ကဒုကိုသုံးနေပြီးမှကိုကအရာတစ်ခုကိုဖန်တီးတယ်သူ့လှုပ်တယ်လို့ရေးချင်ပြောခြင်းနဲ့ခါမှာကျွန်တော်မိတ်ကိုအတုံးပြရတာဖြစ်ပါတယ်ကျွန်တော်ရဲ့ကျဲဒီတင်ကန်းစာလေးကိုနားလည်ကြမယ်လို့ပြောလဲပါတယ်အဲ့တော့ ညွှန်လင်းပါတယ်ပြီးတော့ကျွန်တော်ဒီ YouTube channel လေးကနေအဲဒီအင်္ဂလိပ်စာလေးတွေကို subtitle ကျွန်တော်တိတားသမျှအရာလေးတွေ copy share လေးလုပ်တော့မှဖြစ်တဲ့အတွက်ကြောင့်မို့အဲကျွန်တော်ရဲ့ like button ဒီ YouTube channel လေးကိုလည်းအဲ subscribe လေး live လေးလုပ်ထားပေးဖို့တောင်းဆိုပါရစေအဲ tap ပြီးတော့သင်ခန်းစာအတွက်ကျွန်တော်အဲပြပြသွားပြပါစေအဲ့တော့ဒီဒီ နီယောင်လေးနဲ့ရဲစာကြောင်းလေးကအဲကျွန်တော်နောက်သင်ခန်းစာမှာထပ်ပြီးအဲရှင်းပြမယ်အကြောင်းအရာလေးကိုကျွန်တော်အာရေးပြရတာဖြစ်ပါတယ် my favorite flat is summer because I left the sea sea sample เนาะအဲ့တော့ဒီဘက်ကြာမှာဒီဘက်လာကလေးမှာဖြေရမယ်ဟာ climate season weather ပေါ့အဲ့တော့ຢາດີဥဒုပေါ့ကျွန်တော်အချက်ဆုံးຢາດີဥဒုဒီမေယာဒီဖြစ်ပါတယ်တဲ့ဘာကြောင့်လဲဆိုကျွန်တော်ဒီ sea deep sand တွေကိုပါလဲအချက်မြတ်လို့တဲ့အတွက်ကြောင့်ကျွန်တော်အချက်ဆုံးကຢາດີကတော့မေယာဒီဖြစ်ပါတယ်အဲ့တော့သူဖြေရမယ်ဟာလေးကတော့ဒီ climate season weather ဒီစကလုံးတော့လုံးနေရ တစ်ခုကိုဖြစ်ပြရမှာဖြစ်ပါတယ်အဲ့တော့အဲအလုံးမဲ့အချိန်မှအဖြေလေးကိုအဲဒီ comment မှာရေးခဲ့ပေးပါနောက်ဒုတိယသင်ခန်းစာမှာဒီ climate season ဝဲစားရဲ့ဌာနပုံလေးကိုကျွန်တော်တည်တလောင်းပြန်လည်မျှဝေပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့အဖြေလေးတွေကိုလည်းပဲဒီ comment မှာရေးခဲ့ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ကိုစိတ်နဲ့ကြားမှာချမ်းသာပါစေလို့ဆုမွန်ကောင်းတောင်းရင်းကျွန်တော်သင်ခန်းစာလေးကိုဒီမှာပဲ ဲအဲဆုံးတက်လိုက်ပြကြခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်